ီးတော့အခန်း21ရဲ့ခရမလေးတွေစကြည့်ရအောင်အဲ့တော့ကိုရီကအခန်း20ထုံးကပလင်းဖုန်ပြောင်းပြီးပြောင်းပုံလေးကိုသင်ခဲ့ပြီးသွားပြီအဲ့ဒီအတိုင်းအခု21ကနေ25အထိကိုကိုရီပလင်းဖုန်နဲ့ဆက်ဆက်ပြီးတော့ဘလူးပတန်တွေတွဲသုံးလို့ရတယ်ဆိုတော့အပိုင်းကိုဆက်သိမ်းရမယ်ပေါ့နော်အခုစကြည့်ရအောင်ပထမအဆုံးတွေ့ရမယ့်ပတန်လေးနမဲဝအရင်ဆုံးကြည့်ရအောင်နမဲလေးကတိုးအိုမိုအီမတ်လို့ခေါ်တယ်တိုးအိုမိုအီမတ် အတိဘေကလို့ထင်ပါတယ်ဒါကကြတော့ကိုယ့်ရဲ့အဖော်ပြချက်တွေကိုယ့်ရဲ့ခံမှန်းချက်တွေကိုထင်းနဲ့ထင်းမြင်ယူဆချက်တွေကို ပြောဆိုရအခါကျရင်တော့ omo emos ready စကလုံးလေးဒီ pattern လေးကိုသုံးမယ်ပေါ့နော် အတူရဲ့အရှိမဘာဒီတွဲသွင်းလို့ရတယ်ဆိုတော့ဘတ်စဝင်လဲပလိန်ဖောင်အီယက်ချစ်တဲ့နာအချစ်တဲ့အကုံပလိန်ဖောင်နဲ့တွဲသွင်းလို့ရတယ်။နောင်ဆိုရင်လဲပလိန်ဖောင်ပုံစံတိုင်းတွဲသွင်းမိလို့ရတယ်။အဲ့တော့အကုံလုံးနီးပါးနဲ့သူ့အမူအီမော့စ်နဲ့တွဲသွင်းလို့ရပါတယ်။ဟုတ်ပြီနော်။အဲ့တော့ဒီမှာကြည့်အောင်အမဥပမာလေးနဲ့私は明日も明日と思います。 ကျွန်တော်ကတဲ့မနှက်ပြန်လေးပဲပုံမဲလို့ထင်ပါတယ်။ဒါဆိုရင်ကိုယ့်ရဲ့အထင်ကိုပြောတာကိုယ့်ရဲ့ထင်မြင်ယူဆချက်ကိုပြောတာအဲ့တော့သူ့အမူအမစနဲ့ပြောထားတယ်။နောက်တစ်ခုကြည့်ကြည့်私は明日も暇だと思います。ကျွန်တော်မနက်ဖြန်လေးအားမေလို့ထင်ပါတယ်။အဲ့တော့ I is re hima na အာတော့အဲ့ဒီနာအစစ်တစ်ကို plain form ပြောတဲ့အခါကျရင်နာဖြုတ်ပြီးပါကတ်လေဓာတ်ကပ်ပြီးရတယ်အဲ့ဒါကိုမမေ့နိုင်အောင်เนาะ plain form ပြောရင်နာအစစ်တစ်ကဓာတ်တိကပ်ပြီးရပါတယ်အဲ့အတွက်ဟိမဒါဆိုပြီးဖြစ်တာပါအဲ့ဒါကတော့ပထမဆုံး pattern ပေါ့နော်သူအမိုးကြီးမစီရဲ့ pattern အယူအဆလေးပါဒုတိယ pattern လေးဆက်ကြည့်အောင်ဒုတိယ pattern နမေကတော့သူ image တာ တို့အီမတ်တာအတိတ်ဘေကလို့ပြောခဲ့တယ်ဒါကကြတော့သူများပြောခဲ့တဲ့အကြအာသူများပြောခဲ့တဲ့စကားအာကိုကတဆင် ပြီးပြန်ပြောတဲ့အခါမမအတူကဒီနေ့မလာဘူးလို့ပြောခဲ့တယ်လို့သူများပြောခဲ့တဲ့စကားကိုကြားရတဲ့အတိုင်းပြန်လည်ပြောကြတဲ့အခါမှာဆိုရင် သို့ email တာကိုတောင်းလို့ရပါတယ်။သူလည်းအတူတူပါပဲ။အရှိမလိုက်မဲ့စကားလုံးလေးတွေက bus ဝင် plane found eagle jet na plane found နောင်ဆိုရင်လည်း plane found ပုံစံအတိုင်းတောင်းလို့ရပါတယ်။အဲ့တော့အောက်မှာကြည့်ရအောင်။ 私は母に仕事を辞めると言いました。ကျွန်တော်ကလည်းအမေကိုအလောက်ထွက်တော့မယ်လို့ပြောခဲ့ပါတယ်ပြောခဲ့တာအဲ့တော့အမေကိုပြောခဲ့တဲ့စကားအမေကိုပြောတဲ့စကားကိုပြန်လည်ပြောကြတာအဲ့အတွက်ဘာလို့သုံးလဲ to image stars ရဲ့ pattern လေးကို တုံမိထားပါတယ်ကိုအဲ့တော့သုံးခုမြောက်ပတ္တန်လေးကြည့်မယ်သုံးခုမြောက်ပတ္တန်လေးနမရတော့ဒေလျှော့အဲ့တော့ဒီအားလေးကိုတစ်ခါလေးမှတ်ပါမယ်ဒီ M5 မှာပါတဲ့ဒေလျှော့က M4 မှာနေပြန်ပြီးပေါအောင်မှာဖြစ်တဲ့အတွက်တစ်ခါလေးမှတ်သွားပါအခုပြောမယ့်ဒေလျှော့ကကိုဒီခမန်းတဲ့နေရာမှာခြေနိုင်ချီများတဲ့အရာကိုခမန်းရင်သုံးမယ်ဒေလျှော့ပါအဲ့တော့အရှိမကဆနာကနဲ့ပုံစံတူပါပဲဘတ်ဆိုရင် plain form ရဲ့စတင်နာစတင် plain form ပုံစံပြောင်းပြီးသုံးပါမယ် နောင်ဆိုရင်ပလိန်ဖောင်နဲ့တွဲပြီးသုံးလို့ရပါတယ်သူ့နာမည်ကဒေရှောလို့ခေါ်ပါတယ်အဲ့တော့အတိပ္ပယ်အရာဆိုရင်ခမန်းမီပြောဆိုတာဖြစ်တယ်ဒါမျိုးဆိုရင်ဒေရှောနဲ့သုံးပြီးပါအဲ့မှဆိုရင်ကြည့်အစ်တာကကိုနီခရူဒေရှောမနက်ဖြန်ကျောင်းကိုလာမယ်မလားဒါဆိုရင်ဒေရှောနဲ့ပြောတာဖြစ်တဲ့အတွက်လာတယ်ဆိုရဲရာခိုင်နှုန်းနှစ်ပြည့်နှီးပါအောင်ကျင်းပြီးတယ်ပေါ့နော် ခီနိုပါတီရဲ့အတားဒေရှောမနေ့ကပါတီကိုသွားခဲ့တယ်မလားဒါဆိုရင်ဒေရှောနဲ့သုံးလာတာဖြစ်တဲ့အတွက်သွားခဲ့တယ်ဆိုတာကျင်းတင်ကြီးပါပါဖြစ်နိုင်ကြီးများတဲ့အရာကိုပြောတာပါအဲ့တွေ့ဒေရှောနဲ့ပြောထားပေးပါတယ်ဟုတ်ပြီနော်အဲဆိုရင်အခုနှစ်ဆက်တက်မှာဆိုရင် plain founding နဲ့ပဲတွဲတော့နေပတ်တန်လေး၃မျိုးပဲရှိပါမယ်နော်